ဒီကနေ့ပြုလုပ်ခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာတော်တော်သက်ခိုင်ကသူ့ရဲ့ရွေးကောက်ပွဲဝင်ခွင့်ရင်းနဲ့ပတ်သက်ပြီးမီဒီယာတွေလိုအခုလိုရှင်းလင်းပြောကြားခဲ့တာပါသူဟာစစ်ကော်မရှင်လောက်ကန် UCC ကိုအတနာခံစားတင်သွင်းထားပြီးမယ်ကော်မရှင်ဘက်ကလက်ခံမခံဆိုတော့ကိုအကြောင်းပြန်ကြားခြင်းမရှိသေးဘူးလို့ဆိုပါတယ်တော်တော်သက်ခိုင်ဟာကဘာကြီးဖျားလက်နဲ့ဆီယာဆန်လန်းတော့က68 resident ARC မှန်ကင်းအတွက်ဘန်ချင်းွေရယူရာကနေအကျွေးတင်ရှိခဲ့တာပါအဲ့ဒီအကျွေးကြောင့်ပဲ ရွေးကောက်ပွဲဥပဒေပုံမှားရှစ်ကာကြီးနဲ့ညီဆုံးပြီးကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။ရွေးကောက်ပွဲပြန်ဝင်ခွင့်ရဖို့ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ကမ္ဘောဇာဘဏ်ကိုပေးဆပ်ဖို့ကြတဲ့အကြွေးတွေကကျပ်သိန်း9000ကိုအော်တိုဘာ30ရက်နေ့ကပေးသွင်းခဲ့တာအထောက်အထားတွေရယူပြီး UIC ကိုတင်ပြခဲ့တယ်လို့လည်းသူကပြောပါတယ်။အဲကျွန်မ24ရက်နေ့ကကျွန်မ24ရက်နေ့ကပထမတော့ကျွန်မစာပဲယင်တင်လိုက်တာပါရှင့်။ဟိုအတနာခံစားတင်တယ်။ပြီးတော့တနေ့ကပေါ့နော်။တနေ့ကအော်တိုဘာ30ရက်နေ့ကတော့ကျွန်မ အဲကျမဟိုပါပေါ့တင်းငါးတောင်းပေါ့ကမ္ဘောဇာဘောင်တွင်းပြီးတော့မှကျမကျမကရိုးရိုးသားသားနဲ့အဲဒီပေးရန်ရှိတောင်းဝင်လဲကျမတို့ညင်းပယ်တာမဟုတ်ဘူးအဲပြီးလို့ရှိရင်လည်းဒီရွေးကောက်ပွဲဝင်ခြင်းနဲ့အတွက်ကြောင့်မလို့ဒီလိုရက်တူတူအတွင်းမှာဒီလောက်များတဲ့ငွေပမာဏကိုကျမကမ္ဘောဇာဘောင်ကိုပေးသွင်းထားပါတယ်ဆိုတာကိုလည်းကျမ UEC ကို30ရက်နေ့ကငွေသွင်းပြီးတာနဲ့တပြိုင်နက်အဲကျမတစ်ခါတည်းစာတင်ထားပါပြီရှင့်ဘန်ချင်းွေကဒီချင်းကြချင်းဖြည့်ရှင်းလို့ရတဲ့ကိစ္စမျိုးလို့ဖြည့်ဖြည့်မှန်မှန်ရှင်းနှစ်တန်ဒီဆယ်နှစ်တန်ဒီကြည်အောင်ဆက်သွားမယ်လို့သူကပြောပါတယ် အတိုးပေးထားမယ်ပြီးလို့ရှိရင်တစ်ချိန်ကျရင်ဒီဒီဒီစီမံကိန်းကြီးပြီးသွားတဲ့အချိန်ကျရင်တိုးရင်းမောင်းဆက်သွားမယ်အ၈နှစ်တန်ဒီ၁၀နှစ်တန်ဒီဆက်တဲ့အချိန်မှာဒါခြေသွားမယ်ပေါ့နော်။ကျွန်တော်တို့အဲ့လိုစီစဉ်ထားပါတယ်ရှင်။အကျိုးစုစုပေါင်းပမာဏအထူးကြောင့်ကိုတော့ဒါဟာမိသားစုစီးပွားရေးကိုယ်ရေးကိတာကိစ္စဖြစ်တာကြောင့်အကြောင်းပြချက်နဲ့ဖြေကျသွားခြင်းမရှိခဲ့ပါဘူး။ပြင်ပထွက်နေတဲ့သတင်းတွေမှာတော့ငွေကျပ်ဘီလီယံတရာကျော်ရှိတယ်လို့ဆိုပါတယ်။ခုလိုနှစ်ရှည်လာများအကျိုးဆက်မဲ့အစီအစဉ်နဲ့ နနာခန့်စာတင်ပြမှုအပေါ်မှာစစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်ကဒေါ်သက်ခိုင်ကိုရွေးကောက်ပွဲပြန်လည်ရှင်ပြိုင်ခွင့်ပေးမလားဒါမှမဟုတ်ဥရီတိုင်းပြည်ဆက်လက်ဖြတ်ထားမလားဆိုတာကိုတော့စောင့်ကြည့်ရပါပဲဖြစ်ပါတယ်